ကျွန်တော်တို့ online ရေဒီမြေပြင်မှာတကယ်လှုပ်ရှားနေတဲ့ဒီဂွင်းဆက်ဂွင်းဆက်တွေလွတ်သွားမှာကျွန်တော်ကစိုးရင်လေကျွန်တော်တို့သတင်းတွေသိတိုင်းလည်းကျွန်တော်မဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့မြေပြင်မှာလှုပ်နေရတဲ့လူမျိုးတစ်ခုကဂွင်းဆက်တွေလိုက်တဲ့အခါမှာကျွန်တော်တို့ online လို့ဂွင်းဆက်တွေပြတ်သွားတာဖြစ်မှာဆိုလို့ကျွန်တော်လုံးဝမဟုတ်ဘူး။ဘာမှစောင့်ရေးစောင့်ကြည့်ရမှာပါတဲ့။ဟာ။နော်။ညီညီဟလာ။လက်ဆဲလာ။ညီညီပေါ်မှာညီညီစကားပြောရမှာဒီကောင်လေးနဲ့ပြောရမှာဒီစောင့်ရေးခြင်းမရှိတဲ့ကောင်လေးနဲ့ပြောရမှာလား။ Hello CRM ပြည်သူညီကိုမော်မော်များအားလုံးပဲမင်္ဂလာပါ Newsbit Channel ကနေပြန်မှကြိုဆိုလိုက်ပါရစေ2025ခုနှစ် March လ26ရက်နေ့ဗရဟုနေ့မနေ့ပိုင်းမှာကျွန်တော်နောက်ဆုံးရရှိထားတဲ့တော်လန်သတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မနေ့မှာတော်လန်ရဲ့ဆူရရနေပြန်မှယူဆောင်လာပေးတဲ့သတင်းကောင်းတွေပြန်ဘောမကြီးကွဲရပါနော်ကြေကွဲလာမြတ်တန်တချို့လည်းကျွန်တော်တွေနဲ့ကြည့်ရမှာမလို့ကျွန်တော်နဲ့သူစာဆုံးကြေရှုပေးချဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေကျွန်တော်ခါတိုင်းလိုပဲသတင်းတွေအရင်ဆုံးချစ်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ မန္တလေးတိုင်းမြင်းချံမြို့နယ်ခေါင်းကွဲရွာပြူစော်ထီစခန်းကနေပြီးတော့မှကံရွာကိုလက်ဆက်ကျေးလာကောက်တဲ့စစ်သားနဲ့ပြူစော်ထီတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့လို့နှုတ်ဦးတည်ဆုံပြီးတော့မှလက်နက်တွေလည်းတင်းဆဲရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။စံကဲ၃စီးနဲ့လာတာ၅ရောက်ပါပြစ်ခတ်တိုက်ခိုက်ခြင်းက၅မိနစ်လောက်ပဲကြာခဲ့တယ်။နှုတ်ဦးကတော့နေရာမှာတင်ပွဲချင်းပြီးတည်တော့တယ်ဆိုပြီးတော့မှ Justice Warriors Force တပ်ဖွဲ့ဝင်ချက်ကူကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။တေဆုံသွားခဲ့တဲ့စစ်သားနဲ့ပြူစော်ထီလောင်းကိုပြစ်ခတ်တဲ့နေရာမှာတင်ထားခဲ့ပြီးတော့မှသူတို့ကင်ဆောင်ထားတဲ့ MA2 တနက်တန်လက်ပြီးတော့မှကာပိုင်တလက် 5x56G 160တောင်းတဲ့စက်ကိုင်းနဲ့စီးတို့ကိုတင်းဆဲရှိခဲ့တယ်လို့ကျွန်တော်သိရတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဘယ်နေရာရောက်ခုဆိုရင်တော်လိုင်းရဲစုတွေကနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ပြည်ခိုးတွေကိုချေမှုတုတ်တင်နေတာပြပမမြင့်ချမှာတွေးဆနေတဲ့ဒီရာယုံမှုဆောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြည်ခိုးတွေကိုကျွန်တော်တို့ကနေပြီးတော့အလင်းငိုက်ဝင်ရောက်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ ပခိုးတိုင်းကြောက်တကားမျိုးနယ်အနီးမှာရှိတဲ့အချမ်းဖက်စစ်တပ်စခန်းကိုရောက်တိုက်ခဲ့တဲ့အချိန်မှာစစ်သား၁၂ဦးတေဆုံးပြီးတော့မှလင်းနေတဲ့တလင်းနဲ့ကျေးဆံများတင်းစရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလည်းပဲဖြစ်ပါတယ်။အလုံးစုံတင်းပိုက်နိုင်ခြင်းတော့မရှိပါဘူး။သုံးပုံနှစ်ပုံလောက်ထိတင်းနေတယ်။မိုးလင်းတော့လင်းလာပြီးတော့မှပြစ်ကိုပေးတာကိုလည်းခံလိုက်ရတော့ကျွန်တော်ဆုတ်လိုက်ရတာ။ဒီညနေအင်အားတွေထပ်ပြစ်ထားတာရှိပါတယ်။ဒီစခန်းကကြောက်တကားမျိုးနယ်အနီးဆုံးစခန်းလို့ပြောလို့ရတာပေါ့။မျိုးနယ်နီးတဲ့စခန်းဖြစ်တဲ့အတွက် သူတို့တော်တော်ယုံကန်တဲ့သဘောတွေ့ရပါတယ်လင်းနေကြီးလေးရင်မြေပြင်အင်အားစကူပေါ့အဲ့လိုမျိုးတွေနဲ့ပြန်တုံးပြန်တာမျိုးရှိပါတယ်ဆိုပြမအထူးကွန်မန်ဒိုတရင် P2914 တောင်ရှိသူသူကနေပြမပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုဆိုရင်ဒီပြမမှာလဲပါနော်တော်လိုင်းရဆူရဲနဲ့ပြမ No Justice Choice Sonnet ကောင်စီတဖို့ဝင်ကိုစကားနဲ့တည်းဝင်ရောက်ပြမရှင်းလင်းနေတာပြမကျွန်တော်တို့ A နဲ့ပုံတဖို့ဝင်တွေဒါဒီထက်ပိုပြမပေါ့နော်စစ်ကြောင်းတွေထိုးလာမယ်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့အညာတွေတားနေပြီးမှထဲက တော်လိုင်းရဆူတွေနဲ့ချစ်ဆက်ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဒီတဲ့ပို့ပို့မှာမိဖို့နိုင်မဲ့ပေါ့နော်တရင်ကောင်းတွေကြားဖို့များစွာရှိနေတာပဲဖြစ်ပါတယ်နောက်ဆုံးတရင်တို့တို့ဘို့အနေနဲ့ကတော့ရယဝတီတိုင်းလေးမြနာမြို့နယ်အတွင်းမှာတိုက်ပွဲကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆုတ်ဖွဲ့ထွက်ပြေးနေရပြီးတော့မှဒဏ်ရာထားတဲ့အယဝစစ်သားတွေကိုရဲတပ်ဖွဲ့ကလုံခြုံရေးယူပြီးတော့မှကွင်းကောင်းမြို့မှာရှိတဲ့စစ်လေးချင်းရဲတပ်ကိုပို့ဆောင်ပေးလိုက်ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရဲတွေကတနင်္လာနေ့ချိန်တော့စစ်တပ်ကကောင်တွေကပြန်ဆက်ပြီးသူတို့ကဘယ်တရင်ကပါဆိုပြီးတော့မှပြောတာ ဆိုလာတာလမ်းမနေလို့ပါပေါ့ရဲတွေကခဏခေါ်ထားပြီးတော့မှလေ့ကျင့်ကားထဲလိုက်ပို့လိုက်တယ်ဆိုပြီးတော့မှမြို့ခံတူကနေပြီးတော့မှပြောဆိုထားဖြစ်ပါတယ်ဆိုတော့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲခွေးတွေတောင်မှခုဆိုရင်အချင်းချင်းမတဲတော့ဘဲနဲ့ပေါ့နော်သူတို့ပြန်ပြီးတော့မှပြစ်ခတ်မှုတွေလည်းရှိနေတာဖြစ်ပါတယ်ကျွန်တော်အယောက်ဒီတိုက်မှာဆိုရင်လည်းကျွန်တော် A နဲ့ပုံတပ်ဖွဲ့ဝင်တွေရဲ့ပေါ့နော်ထိုးစစ်တွေဆိုရင်တဖြည်းဖြည်း ဒေတာပေါင်းစားတဲ့ဒီမျိုးတွေကိုဝင်ရောက်လာတာပြည်မစကောင်စီတပ်ဖွဲ့ဝင်တွေကလေးမျက်နှာတက်ဖွဲ့မှာဆိုရင်လည်းကြာဆုံးများနေတဲ့အတွက်ကြောင့်မလို့စုတ်ခွာထပြေးမှုတွေလည်းပေါ့နော်ကျုံများစွာကျုံတွေးနေရတာပဲဖြစ်ပါတယ်အထက်ကကောင်တွေကတော့အောက်ခြေကကောင်တွေကိုဒီထိုးချွေးပြေးတော့မှပေါ့နော်သူတို့ကိုကြိုးတက်ချန်နေတဲ့အချိန်မှာစကောင်စီတပ်ဖွဲ့ဝင်တွေဒီလိုမျိုးမမိုက်တော့ပဲနဲ့ကျတို့ပြည်သူတွေဘက်ကအလိမ်မြဆုံးခုပြောင်းတင်းနေတာပဲဖြစ်ပါတယ် ကဲကျွန်တော်ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကျွန်မကတော့ဆရာလူမြတ်ကျော်ကနေပြီးတော့မှမနေ့ကကျွန်တော်တရင်ကောင်းများစွာထက်တဘိုးဖြစ်ရပေါ့နော်စစ်ကောင်စီတဖို့ဝင်တွေအချင်းချင်းပြန်ပြီးတော့ပြစ်ခတ်တပ်ဖြတ်မှုတွေရှိတယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်မျိုးဝပြည်သူတွေအတွက်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေတရင်ကောင်းပြောဆိုထားလဲဆိုတာကျွန်တော်စကြည့်လိုက်ရအောင်နော်ဒီကဒါကစာဂျီဝမ်မတဘောမရှိတဲ့တေချင်းစိုးနဲ့နေပြီးတန်ကုန်တင်လို့ရပါပြီဆိုတဲ့အကြောင်းလူမြတ်ကျော်ကတရင်စကားပွားပြန်စီဘဝရဲ့ဘက်ကလူတွေဗီဒီယိုကိုတိတ်နေစိတ်ကြွေခိုးကြည့်နေတယ်ဆိုရင် ီဓာကစဂျီဝမ်မမတာပေါ်သွားပြီတဏကုံတင်လို့ရပြီဆိုတဲ့ကြောင့်အချင်းချင်းလက်တုပ်ပြီးတော့တတိပေးလိုက်ပါအင်းဒီမတော်လမ်းမှာပြီးဆက်ပတ်ချုံရမှာမတာပေါ်ပါအလောင်းကောက်ချင်တကောက်ပြတတ်သိရှိတယ်ဓာကစရဲ့လူတွေကိုတော့ဒီဓာကစရဲ့မှာတရင်ပေါက်ကြားတယ်ဆိုပြီးအချင်းချင်းပြန်ဖမ်းတဲ့ဟင်တာ၉000ဆက် ကနေနေဆိုတဲ့အခြေအနေကိုတော့ကျွန်တော်တို့ကြားရပါတယ်အဲ့တော့နောက်တစ်ခုမကူတိုင်းပြည်ပြတော့ဘုံအောင်ဘူးသူဟွန်းမတာထပ်ပုံပါလေအချင်းချင်းထပ်ပြစ်လို့ပါ24ရက်နေ့နနက်တနားကြီးပြည်အောင်တော်လဲမှာနေအိမ်တစ်လုံးမှာအေနဲ့ပြည်တဲ့တပ်ပွဲမှာဝင်ရောက်တဲခုနေတယ်ဆိုတဲ့တည်င်းရရှိတော့ကြောင်း လက်နက်ကအစုံကြီးနဲ့စစ်ကားတွေတလဟောင်းတွေဝုန်းနေသွားပြီးဝင်ရောက်စီးနေခဲ့ပါတယ်ပြစ်ခတ်ခဲ့ပါတယ်အဲ့တော့အဲ့ဒီအချိန်မှာနတ်ကလင်းမျိုးရွာမရက်ကွက်ရွာမမှာနေထိုင်တဲ့ပုံမှုအောင်မှုသူဆိုတဲ့ကောင်ကိုဖက်စစ်တပ်ကပြစ်ခတ်လိုက်ပါတယ်ဟင်တာကူတောင်းဆက်ကိုလူကိုပြစ်တတ်တာအဲ့ဒီအောင်မျိုးသူဆိုတဲ့ကောင်ကပီဇာပိမဟုတ်ဘူးနတ်ကလင်းကပါတွတ်သူမှာပြစ်ပြီး အနီးနားကဒီလူငယ်တွေကိုဖမ်းဆီးဆက်နှုတ်လောက်ဖမ်းဆီးသွားတယ်လို့ကျွန်တော်တို့သိရပါတယ်နောက်တစ်ခုကအမတ်တာတုံလေးလေးအမြတ်တက်ဘုံကျဲချတာဘလော့ကလေးတက်ပြီဗျာအဲတက်တွေကသူ့တက်တွေကဖမ်းဆီးတက်ကောင်ကြီးပြန်ဆုတ်လာတာမြောက်ဆန်းတာဒါပေမဲ့ကြောက်ယွတ်ပြီးတော့ မတ်တုံးလေးလေးပန်းတော်ကြီးလေချောင်းနဲ့မှားချဲတာအကုန်ပြကြပြီးမတာပေါ်တာပါတက်ဆုတ်လာတာဖြစ်ပါလေအဲ့တော့အမတ်တက်ရင်မှုဒီကိစ္စနဲ့ပတ်သက်ပြီးအဖမ်းခံရမယ်လို့ကျွန်တော်ကြားနေရပါတယ်อืมကောင်းပြီရောနော်နောက်ထပ်သတင်းတစ်ခုကတော့ညင်ထွေးဆိုတဲ့ပုံမှုကြီးဆိုတဲ့ကောင်စောင့်ကြည့်ကစားမှမကောင်းတဲ့ပုံမှုလို့ပုံကြီးလို့ပေါ့ဗျအဲ့တော့ညင်ထွေးဟာရဲဘော်တပ်သားတွေရဲ့စစ်စင်ရေးစစ်ပြီးလစာလီမပေးပဲ ဖြတ်စားလက်စားလို့ခေါင်းပုံဖြစ်အမျက်ထုတ်နေတယ်ဆိုတဲ့အကြောင်းဒီနေ့ကျွန်တော်တို့သိရှိထားရပါတယ်။ကဲဒါတော့ဆယ်လူမြေချောင်းနဲ့ပြမပါနော်ကျတို့မနေ့ကနောက်ဆုံးကြားတဲ့တော်လန်ရဲ့တရင်ကောင်းတွေကိုတွားနေပြမ အချင်းချင်းလေးပြောဆိုထားတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကျတို့ဘီတူတွေရဲ့ချိန်ဆဆူးနေပြီဆိုတာခုဆိုကျတို့တွေးနေရတာပေါ့နော်ဒါကဘီတူတွေကိုစော်ကောက်မကားနဲ့ရေးဆက်ဆက်တပ်ဖြတ်မှုတွေရဲ့နောက်ဆက်တွဲတွေလို့ကျတို့ကြည့်ရမှာဖြစ်ပြီးတော့ခုဆိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ချောင်းဆောင်ခန်းတွေကိုလည်းကျတို့မြင်နေရတာပဲဖြစ်ပါတယ်ဒါတောင်တော်လိုင်းရဆူတွေရနေပြီးတော့ပေါ့နော်ကြည်တောင်းနဲ့တောင်မှပြစ်ခတာမျိုးမဟုတ်ဘဲနဲ့သူတို့ချင်းချင်းပဲပြီးတော့မှပြစ်ခရှင်းလင်းတာတွေပြီးတော့မှဘုံပြန်ကျဲတာတွေပေါ့နော်ကျတို့စစ်တပ်ဆိုဆိုလို့ကြားနေရတာမလို့မြောက်လိုက်တော့စစ်တပ်အနေနဲ့ကျတို့တော်လိုင်းရဆူတွေရနေပြီးတော့မှတေချာလေးတိုက်လိုက်မယ်ဆိုတော့အလဲလဲကောကောနဲ့ပေါ့နော် ဒီခွေးပြုတ်ပြပေးရမယ့်အခြေအနေတို့ကျွန်တော်ခုခရက်တွေးမြင်လို့ရနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကိုစိုးရနေပြီးတော့စစ်ကောင်စီရဲ့အောက်တန်းချရုပ်မပုံနဲ့သူတို့ဘာကြောင့်အခုချိန်ထိပေါ့နော်ကျွန်တော်တို့တော်လိုင်းကိုအချိန်ဆွဲဖို့လို့နေလဲဆိုတာကိုတေချာလို့ရှင်းပြထားတာပဲဖြစ်ပါတယ်။ကိုစိုးဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စာချိတ်လိုက်ရအောင်နော်။စစ်တပ်ကဘယ်လိုအောက်တန်းချလဲဆိုတာကျွန်တော်ပြောမယ်ဒီခွေးတကောင်လာဟောင်းလို့အဲ့ဒီခွေးကြောင်တတိယပါဘုရုပ်ထုံးမြန်နိုင်အေယာဝရီကတင်းနာကိုပြောမှာ ကူလည်းခွေးချက်တယ်ဆိုမင်းအောင်လိုက်လည်းခွေးချက်တယ်ထင်တယ်မင်းတို့ကောင်မျိုးတွေကိုမွေးထားတာဟောင်ခိုင်းပေါ့အဲ့တော့ပြောချင်တာကမင်းတို့ထောက်ခံတဲ့အင်အားနဲ့မင်းတို့တိုက်လေကွာပြည်သူလူထုကိုပေါ်တာလိုက်မဆွဲနဲ့လေကွာမင်းတို့ကအချင်းကြလာတာနဲ့အမျှဒေါ်လာအင်အားစုတွေကရန်ကုန်ငွေထိခိုက်လာမယ်အချင်းကြလာတာနဲ့အမျှလူထုတွေကပင်ပန်းလာမယ်အချင်းကြလာတာနဲ့အမျှလူထုတွေကဝေဝါးလာမယ်ပေါ့အဲ့တော့မင်းတို့ကငါတို့ကိုနိုင်ဖို့အတွက်မင်းတို့က ကိုစမ်းညာစမ်းမရှိဘူးမင်းတို့မှာငါတို့နိုင်ဖို့အတွက်ရေရှည်ဆိုတော့အချိန်ပဲရှိတယ်ဒါငါတို့သိတယ်ငါတို့လူကြီးတွေကလည်းမင်းတို့အဲ့အချိန်ကိုပေးမှာမဟုတ်ဘူးဖြတ်နော်ဒါပေမဲ့မင်းတို့ကတော့အဲ့ဒီအချိန်ဆိုတော့စစ်ကောင်စီကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ကိုနိုင်ဖို့စစ်ကောင်စီရဲ့အဓိကလက်နက်ကအချိန်ပဲဗျအချိန်ဆွဲဆန့်ထားနိုင်လေရင်သူ့အတွက်အချိန်တွေကောင်းလေပဲစစ်ကောင်စီရဲ့ကျွန်တော်တို့နိုင်နိုင်တော့လက်နက်ကလင်းရင်လည်းမဟုတ်ဟောက်ဝီဇာလည်းမဟုတ်ဟောက်လင်းရင်လည်းကျွန်တော်တို့ကျဲခံရရိုးနေဝနေစောက်ကူမဆိုင်တော့ဟောက်ဝီဇာလည်းဖိုးချူတွေရော ဟုတ်လားတွဲကျူတွေရောရိုးနေပြီနောက်ချက်ကလည်းရိုးနေပြီစောက်ခူးမဆိုင်တော့ဘူးကျွန်တော်တို့စောက်ခူးဆိုင်ရတာအချိန်ပဲဗျကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကလည်းအချိန်မကြခြင်းအချိန်ပဲကျွန်တော်တို့ဘက်ကအချိန်ပဲအဲ့တော့စစ်ကောင်စီကလည်းအချိန်ပဲအဲ့စစ်ကောင်ကျွန်တော်တို့ကတော့အချိန်ကိုကျွန်တော်တို့အတက်နဲ့ကျွန်တော်တို့ရင်းပြီးတော့တူသမျှတူအောင်လုပ်တာပေါ့စစ်ကောင်စီကအချိန်ကိုသူ့ကိုထောက်ခံတဲ့ကောင်တွေနဲ့သူ့ရဲ့တက်မိသားစုတွေနဲ့ဒီအင်းနေဝင်းတို့ကျော်နေဝင်းတို့ဖိုးလာပြေတို့စစ်တဲမထည့်ပဲနဲ့ဖိုးလာပြေစစ်တဲထည့်လိုက်ပါလားဒီကောင်အရွယ်ရောက်နေပြီ တန်မာသလားမင်းနဲ့တရှင်းတော်ဆိုလိုက်သေးတယ်ဝန်လို့ယူပါလဲမသိဘူးကတော့ကလိုက်တယ်တွေ့တာပဲအဲ့တော့ပြောချင်တာကမင်းတို့စစ်တပ်ထောက်ခံသူအတိုင်းဝိုင်းရကောင်တွေကိုမင်းတို့ခေါ်ပြီးငါတို့နဲ့တိုက်ခိုင်းလေမင်းတို့ကငါတို့အချိန်မင်းတို့အချိန်ကိုဖြုံးဖို့အတွက်ပြည်သူလူထုရဲ့လူငယ်တွေတားကောင်းတွေကိုပေါ်တာဆွဲအတင်းအသမစစ်မှုတန်းခေါ်ခေါ်ပြီးတော့ရှေ့တန်းကိုပို့ပို့ပြီးသေခိုင်းအလောင်းမကောက်ပုတ်စောနန်းလီးပဲပြောချင်တာမင်းတို့ကတော်တော်ရက်ဆက်ရကောင်တွေကိုအစ်ကောင်စီကငါလို့နိုင်ငံတော်အုပ်ချုပ်ချင်တယ်ကိုသူတို့စစ်နိုင်ဖို့အတွက် အချိန်ကိုဆွဲဆန်းနိုင်ဖို့အတွက်သူများမိသားစုတွေရဲ့သားသမီးပေါင်းမြောက်များစွာကိုမင်းတို့ရှေ့တန်းကိုပေါ်တာဆွဲပြီးရှေ့တန်းကိုပို့ပြီးအချိန်ကိုဆွဲဆန်းမင်းတို့နော်အဲ့တော့ရက်ဆက်တဲ့ကောင်လေအဲအောင်တော်လိုင်းအင်အားစုတွေထဲမှာလာကြည့်လိုက်ပေါ်တာဆွဲခံထားတဲ့ကောင်တကောင်းမှမပါဘူးတိရကိုအတ္တကိုသူများအတ္တနဲ့မရင်ဘူးမင်းတို့ကကိုအတ္တကိုသူများအတ္တနဲ့ရင်တာစစ်ကောင်စီရကောင်လေဒီမင်းအွန်လိုင်းနဲ့အုပ်စုပေါ့နော်ဒီခရိုနီအုပ်စုတွေတော်တော်ရက်ဆက်တယ်မင်းတို့ရဲ့ရက်ဆက်မှုဟာဟာလုံးဝဂျင်းလို့ဆိုင်မင်းတို့ကနံပါတ်1အနေနဲ့ငါတို့ ပသက်စားတွေနဲ့ရင်ဆိုင်ရတဲ့ခါငါတို့ကြည်ကုန်မယ်ငါတို့ပသက်စားတွေဆေးရည်တွေ့ကြုံမရှိမနဲ့တနေ့မှာတင်တဲ့ဆင်ဆက်လာတိုင်းငါတို့ကဘာခယူဆိုင်မှာလဲခန်းစားချက်မပါခံယူချက်မပါဟိုသူများနောက်ကနေမောင်းတင်လို့တက်လာတဲ့ကောင်တွေငါတို့ကဘာစောက်ယူဆိုင်မှာဘာမှစောက်ယူမဆိုင်ဘူးဒါပေမဲ့ကွာဘယ်လိုပြောရမလဲတနာတယ်ကွာဒီလားပသက်စားတွေကိုပြစ်တက်ကြတာဘာဖြစ်လို့ရှေ့တန်းမှာဆိုတော့ခွေးညီဝတ်ထားတော့ခွေးသံထွက်တော့ငါတို့လည်းခွေးပဲထင်တာပေါ့ငါတို့လည်းပဲတိမယ်ဟုတ်လားငါတို့လည်းခွဲခြားပြီးပြစ်လို့မရဘူးလေကွာနော်အဲ့တော့ဘာလဲဆိုတော့ဒီစစ်ကောင်စီကကိုယ့်ရဲ့အတ္တကိုသူများအတ္တနဲ့ပုံဖော်တာကွာတော်တော်ရက်ဆက်တယ်ကွာဒီလား ဒီမှာကိုဇက်ပြတ်တော်လိုပဲပါနော်စစ်ကောင်စီကနေပြီးတော့မှကျွန်တော်တို့တော်လိုင်းရဲကိုအချင်းဒီတဲ့ပုံပြမဒီကြားရှောင်းပါနော်ဒီလိုမျိုးဆွဲဆက်နေတာပြပြကျွန်တော်တို့မြန်မာပြည်တွင်းမှာရှိတဲ့လူငယ်တွေအားလုံးလည်းရှေ့တန်းအဆင်မပြေကိုပို့လွှင့်နေတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့မှဒီစစ်ကောင်စီရဲ့ပေါ့နော်အချင်းမကြကြောင်းလို့တဲ့နီလာတွေကိုကျွန်တော်တို့အနေနဲ့တာစီပိတ်ပင်ဖို့စူးစမ်းရမှာဖြစ်ပြပြအခုဆိုရင်ကျွန်တော်တို့အနေနဲ့နေနေချက်မှာပဲပေါ့နော် ဒီတော့လည်းအောင်မြင်ဖို့စူးစမ်းနေတဲ့တနေ့ထံကိုတေချာလေးကိုဆွမှတ်ထားပြီးတော့မှအခုခရေအားလုံးစုစည်းပြီးတော့မှတက်ထွေရမယ့်အချိန်ပဲဖြစ်ပါတယ်။မဟုတ်ဘူးဆိုတော့စကောင်းစီနေနဲ့မြန်မာတပြည်လုံးမှာရှိတဲ့လူဆွမ်းအရေးမြေတွေကိုအုံချပြီးတော့မှပေါ့နော်။အခုဆိုရင်တော်လိုင်းရင်အားစုတွေကိုနောက်ရှက်ဟန်တာဖို့စူးစမ်းနေတာကိုတွေ့ရပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဟိုတော့လည်းကျွန်တော်တို့ကြားသိရတဲ့အတိုင်းပေါ့နော်။ ဒီဒုက္ခရာစစ်ကြောင်းကနေပြည်မစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ20ကျော်လောက်ကိုဒီပြုတ်ထွက်တော့တိုက်ထွန်းနိုင်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အဲ့ဒီတိုက်ပွဲမှာပုံခဲတယ်ပေါ့နော်စစ်ကြောင်းမှုကိုဖားကြီးကနေပြီးတော့မှသူ့ရဲ့တိုက်ပွဲအတွေ့အကြုံကိုစီရီယံဘူကြီးထင်မြင်တဲ့အတွေ့အဆုံနဲ့အချိန်မှာပြောဆိုထားတဲ့ဟာလေးကျွန်တော်တချက်လောက်ကြည့်လိုက်ရအောင်နော်ကျွန်တော်ကြားရတဲ့သတင်းကတော့သူတို့ကပါလဲတတ်ချင်းတာလို့ပြောတယ်ဟမ်တတ်ချင်းဟုတ်တတ်ပြန်မှာအဲ့ဒါဆော်ရလာဒီကောင်တွေကဟိုလန်ကင်းလာယူပြီးတော့ပြန်ရုပ်တဲ့ချင်း ပြန်ရောက်တဲ့ချိန်ကြောင်းနောက်ပြီးအရှိမသူတို့သူတို့လန်ကင်းချလာတာတဖွဲ့ရှိတယ်။သူရဲ့အရှိမအရှိမတဖွဲ့ရှိတယ်။ဟုတ်ကဲ့ you are take you are take မှာရှိတယ်အပိတ်မှာရှိတယ်ဒီကောင်လေး you are လန်မနေတာကျွန်တော်ကအဲ့ဒီထိတ်နဲ့ထိတ်ကြားမှာဝင်စောက်ပြီးတော့တီးထက်လိုက်တာသူတို့မိုက်တယ်နော်အဲ့တော့အဲ့တော့လေဘယ်လိုလဲဆိုတော့ဟိုကောင်လေးကဟိုပဲရွာထဲရရှိတဲ့ကောင်လာမယ်ဆိုရင်ညဟိုကလေတိတ်မလာရဘူးညကိုယ်လေးတကွေးပဲလာရမှာ တကယ်လို့စစ်ကူလာပေးမယ်ဆိုရင်လေอืมမလာဘဲနဲ့ဒီကောင်တွေကအောက်ကိုဆင်းပြေးတာညာအောက်ဆင်းပြေးဖုံးချောင်းမှာတော့ပေါက်နေတာတဲ့မသိလို့ရှင်အခုအခုစော်ခံရတဲ့အဲ့ဒီအဲ့ဒီအာအခုစော်ခံရတဲ့ကိုရည်မသေးဘူးဆိုရင်တော့တော်တော်လေးဒေါ်လာထွက်မှာလေသူကသိလို့သိလို့ရှိရင်လေသူဖွဲ့ချင်ချင်တော့ဝိုင်းမကူပဲသူပြေးတာဒီကောင်တွေကလို့ရင်ပြီးရောဆိုတဲ့ပေါ့ ဒါကဘယ်လိုပဲဖြစ်တာအောင်မြင်မှုရတာပဲလေနော်။အော်ဒီလေဘင်းနှစ်ဖွဲ့ကြားထဲမှာသွားဆောင်ပြီးတော့ကိုပြင်းတာပေါ့။နှစ်ဖွဲ့မှာသုံးဖွဲ့ကြားမှာကိုရသုံးဖွဲ့။ဒါမှ तू ကသုံးဖွဲ့ဆိုရင်တလန်းရောတော့ရှိတယ်။ရှိနီးနီးလေးရတတ်ဖွဲ့နဲ့တဖွဲ့ဆိုရင်ဘလားလောက်ဘလားလောက်ရှိမှာဆိုဟိုပါပေါ့မီတာ300လောက်တော့ဝေးလာ300 400ပေါ့။အဲ့လောက်ပဲဝေးတာပေါ့တဖွဲ့နဲ့တဖွဲ့ဆိုရင်လေ။ဟောအဲ့လောက်ကိုအဲ့လောက်ပဲဝေးတာ။ဒါတော့ဘာနာချရဒုကရစချောင်းကိုကိုဖားကြည့်ရနေပြတော့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုသူကနေပြီးတော့မှအသေးပြင်းနိုင်ခဲ့တဲ့အကြောင်းကျွန်တော်တို့ပေါ့နော်ပြန်ပြီးတော့မှဒီတိုက်ပွဲအတွေ့အကြုံလေးတွေရှင်းပြထားတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတောင်းပါပေါ့နော်ဒီတိုက်ပွဲရှင်းပြနေပြမှာသူတို့ကြဆုံးပြီဆိုတာနဲ့အောက်လူငယ်သားတွေဒီတိုင်းထားခဲ့ပြီးတော့မှကိုလီယုံပြေးသွားထကြတာကိုကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်ဆိုတော့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါ့နော်ဒီလိုမျိုးတော်လိုင်းရဲစုတွေရဲ့ချင်းမွှေးချင်းလင်းချင်းမခန့်ချင်းမှုဆိုရင်တော့အခုကလေးကတေချာလေးတွေးတော့ဆင်ချင်ပြီးတော့မှဘီတူဘက်ကိုကိုပြောင်းတင်းနေပြီဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့ကနေထပ်ခါတလဲလဲမှာကြားလို့ပါတယ် ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဒီဘောမှာကြော်ဆိုးကနေပြတော့ပါနော်ကျွန်တော်ရှိမှကြားခဲ့တဲ့အတိုင်းပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခါမှာချင်းချင်းမပြတ်ပြတော့မှတေဆုံမှုတွေရှိခဲ့တာနဲ့ပတ်သက်ပြီးတော့မှဒီကောင်ကပြောလို့မျိုးဆော်ရီပြောထားတာပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးအားချောင်းထားလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အဲ့ဒီပြဒီအုံတော်လမ်းမှာရှိတဲ့ဒီတဲခိုကန်တဲခိုကန်ကိုဒါစစ်ကောင်စီတပ်သားတွေရောက်တယ်ပေါ့ဗျာရောက်တော့တတင်းမှပြီးတော့စစ်ကောင်စီတပ်ကအဖွဲ့တွေကပြည်မှာရှိတဲ့စစ်ကောင်စီတပ်ကအဖွဲ့တွေကဝိုင်းပြီးတော့ဖြစ်တယ်ပေါ့ဗျာဖြစ်တော့နှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပြီးထိခိုက်ကြဆုံးတာတွေရှိတယ်ပေါ့ဗျာသူတို့ကအဲ့လိုရေးတယ်အဲ့လိုရေးတယ် ခမားဗျာခမားဒီတက်မတော်ကဟိုမှာကျွန်တော်တို့အဝေးကထားပါအခြားကလာတဲ့ဒီတက်မတော်သားတွေကဘယ်တော့မှတက်ခုခံမှာမတည်ဘူးသူတို့ရဲ့ရောက်တဲ့နေညီမှာရှိတဲ့တက်တက်မှာဝင်ပြီးတော့တဲတာအဲ့မှာခမားအရာရှိတွေတဲလို့ရတယ်အခြားအဆင့်တွေတဲလို့ရတယ်ရိတ်တာတွေအများကြီးပဲအဲ့ဒါကမျိုးတိုင်းမျိုးတိုင်းမှာရှိတယ်တနည်းအားဖြင့်ဒီတက်မတော်စကန်းတွေရှိတဲ့နေရာတိုင်းနေရာတိုင်းမှာရှိတယ်ခမားပြေဟိုသွားမယ်ဆိုရင်လည်းပြေမှာရှိတဲ့ခမားတက်တွေရှိမယ်အဲ့ဒီရဲ့တက်တွေထဲမှာကျွန်တော်တို့ဒီအရာရှိတွေတဲလို့ရတယ်ရိတ်တာတွေရှိတယ်အခြားအဆင့်တွေတဲလို့ရရိတ်တာတွေရှိပြီးသား သူရဲ့ဒီတက်မတော်စကန်းနေရှိရနေရာတွေမှာရှိတယ်ဒါအောင်ကြီးကြီးကပဲဒီစစ်သွေးကြွားမီဒီယာတွေကသူတို့ကသူတို့လူတွေအဖမ်းခံနေရတော့မှဒီသူတို့ကလာဒီတက်မတော်သားတက်တက်အဖွဲလာရောက်တက်ခိုးတဲ့ဒီတက်မတော်သားတွေနဲ့လာဝိုင်းတဲ့တက်မတော်သားတွေတရင်မပြောနှစ်ဖက်အပြက်လက်ပြစ်ခတ်မှုဖြစ်တယ်လို့သူတို့ဘက်ကရေးသားထားတယ်ဘလောက်တောင်ဆိုလဲတကယ်တရင်မန်ကတရင်မန်ကကျွန်တော်တို့အဲ့ဒီတရင်ကကျွန်တော်အဲ့ဒီအဲ့ဒီနေ့မနက်ခင်း24ရက်နေ့မနက်ခင်းမနက်9:00လောက်တည်းကျွန်တော်သိတယ်ကျွန်တော်တို့ကမအောင်မအောင်ဆိုတဲ့အကြောင်းရင်းကလည်းဒီကျွန်တော်တို့ online ရဲ့ ဒီမြေပြင်မှာတကယ်လှုပ်ရှားနေတဲ့ဒီဂွင်းဆက်ဂွင်းဆက်တွေလွတ်သွားမှာကျွန်တော်ကစိုးရင်လည်းကျွန်တော်တို့သတင်းတွေသိတိုင်းလည်းကျွန်တော်မဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့မြေပြင်မှာလှုပ်နေရတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်ကဂွင်းဆက်တွေလိုက်တဲ့အခါမှာကျွန်တော်တို့ online လို့ဂွင်းဆက်တွေပြတ်သွားတာဖြစ်မှာဆိုလို့ကျွန်တော်လုံးဝမဟုတ်ဘူး။လုံးဝမဟုတ်ဘူး။အဲ့တော့ဒီနေ့တော့ဒါကျွန်တော်တို့အားလုံးက PC သွားပြီလို့ကျွန်တော်တို့ကနားလည်ရတဲ့အခါမှာကျွန်တော်တို့អော်တယ်။အဲ့တော့ဒီဆက်သွယ်ရမီဒီယာတွေသူတို့ပုံစံအတိုင်းရေးနေကြတာပေါ့ဗျာ။အာဒီခုနကကျွန်တော်ရှေ့ရတင်ပြသလိုပါပဲ။အာတပ်ပေါ်သားတွေကဒီတဲကိုကရောက်တယ်ရောက်တဲ့အခါမှာသတင်းမှာတော့တယောက်ကသတင်းမှားပြီးတယ်သတင်းမှားပြီးတဲ့အခါမှာ အဲပြည်မှာရှိတဲ့ဒီတက်တရားဝင်ပစ်တယ်ဝင်နှစ်ဖက်ပြန်လဲပစ်တယ်ဝတရင်ကလုံးဝတရင်မှာပါအဲ့တော့ကျွန်တော်တို့ဒီတက်မော်သားတွေကတို့ဒီတနေရာတနေရာခီးသွားရင်သွားလိုက်မှာတို့ဖြတ်မဲ့မျိုးတွေပေါ့ဗျာတက်ဆိုင်တဲ့နေရာတို့တရင်ကအဲ့ဒီနေမြေကတက်ကိုသူတောက်လျှောက်ပို့ထားပြီးသားတက်အချင်းချင်းတို့ချိတ်ဆက်ပြီးတော့သွားကြတာခင်ဗျာကျွန်တော်တို့ကျွန်တော်တို့အိမ်ကနေပြီးတော့ကျွန်တော်တို့အိမ်ကနေဖျားပွဲသွားလို့သွားလို့ရတာမဟုတ်ဘူးဒီကောင်ကတော့ခုချိန်လေးပေါ့နော် လိုမျိုးသူတို့တပ်ဖွဲ့ဝင်ချင်းချင်းပဲဘယ်တော့မှပြစ်ခတ်တပ်ဖြတ်တာကိုတော့မှမျိုးလိုမျိုးဆောက်ရဆွဆွပြောဆိုထားတာဖြစ်တယ်ကျွန်တော်တို့ကြားသိရတဲ့အတိုင်းအဲ့ဒီတည်ဆုံသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရဆိုရင်ဒီ PDF ကဆောက်မှုရပါတော့ PDF ဆိုဖြစ်တယ်လို့ကျွန်တော်တို့သိရတာဖြစ်ပြီးတော့မှ A PDF ရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်းပြီးတော့မှဝင်ရောက်ရှင်းလင်းလိုက်တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိဘပြည်သူတွေကတော့ဝန်တလုံးဆိုပြီးတော့မှပေါ့နော်ပြောရှင်အဝတ်ခံနေကြတော့တွေ့ရပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ဥကြောအနေနဲ့ပြီးတော့မှနေပြီးတော့မှအခုချိန်မှာ နေရင်းချိုင်ဆွေးနွေးနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဝါရဖျံပြောဆိုနေကြတဲ့စခွေးဘောမှာလော်ဘီတတိုင်းနဲ့နိုင်ငံရေးခွေးဝဲစားပါတီတချို့ကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတော့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အများလို့စဉ်းစားကြည့်ကြပါနှစ်ပေါင်း80ကျော်ကြာလာပြီဘယ်တိုင်းရင်းသားနဲ့ငင်းညာရေးရခဲ့ဘူးလို့လဲဟမ်တနိုင်ငံလုံးဟိုအပြစ်ခတ်ရက်ဆဲပြီးတော့ငင်းညာရေးရသွားတဲ့နှစ်ကဘယ်နှစ်ရှိလဲဟမ်မေးရပါမေးကြည့်ကြဟမ်အခုမှစောက်ကြည့်စောက်ကြည့်ဘောမလေးကငင်းညာရင်ငင်းညာရင်ဆိုပြီးတော့ဆွေးနွေးနေကြတာဟုတ်လား 在哪儿来讲呢？来教呢？啊 <noise>，有教不会问路，没得眉毛，没伢来搞你，好了，没得眉毛，没伢来搞嘛哩，进来年看没路。啊，个个自己来搞你。嗯，得得开路，牛牛等路，他年年一的嘛，他他忙一路了，啊，他要年年一的嘛哩啊，少年前面西路，有教不会问嘛的。好了，没这没嘛没伢了，好了。 အာနာအာနာသိမ့်ဖို့အတွက်တော့ဝိုင်းပြီးတော့မြောက်ပြင့်ပေးလိုက်ကြတာဟုတ်လားအရှင်းမရှိတဲ့ကောင်းနော်အာနာရှင်စစ်ခွေးဘူးဟမ်ဝိုင်းပြီးတော့မြောက်ပြင့်ပေးလိုက်ကြတာနော်တက်လာတော့လည်းငင်းငင်းကြီးငင်းငင်းကြီးပုံနံနဲ့တက်လာတယ်ဒီလူတွေနဲ့ငင်းငင်းကြီးပတ်ဆွေးတွေ့လို့မင်းတို့ဗာငင်းငင်းကြီးရမှာလားဟမ်မင်းတို့ကလိန်ကကြစ်ဘလို့တိုင်မြင်ရမလဲဆိုတာပဲမင်းတို့အဲ့မှာဆွေးနွေးလို့ရမှာဗာငင်းငင်းကြီးမှာမင်းတို့စောက်ရည်ရှင်းမရှိဘူးဟမ်ရွေးကောက်ဖွဲမှာအဲ့ဒီတက်လာတဲ့လူတွေက မဲတမဲလောင်ရရတာမသိလို့မေးကြတာပါဟုတ်လားတသက်ခိုင်လို့ဆိုတာဟုတ်လားကိုကိုကြီးလို့ဆိုတာဟုတ်လားညိုညိုအင်းလို့လားဘာတူလဲဟမ်မဲတမဲရရတာဘယ်ရမလဲဆီချင်းမှမရှိရကောင်းနေကောင်းမောင်တွေခေါ်ပြီးတော့ငိမ့်ညာရေးစကားပြောတယ်ဆိုတော့မင်းတို့ဟာဟာသာဖြစ်မနေဘူးလားဟမ်မင်းတို့တကယ်မြေပြင်မှာနော်လက်နဲ့ကြိုက်ပြီးတော့သူ့ပြစ်ကိုပြစ်ပြစ်နေတဲ့တိုင်းသား လေတော်မင်းတို့ငင်းငင်းရရခဲ့ဘူးလို့လားဒီလိုကောင်မျိုးနေနဲ့ငင်းငင်းရသဆွေးနေတယ်ဆိုတော့မင်းတို့ကိုမင်းတို့ပြန်စဉ်းစားပေါ့ဟာသာဖြစ်မတည်ဘူးလားဟမ်ဟမ်ဟာသာဖြစ်မတည်ဘူးလားမင်းတို့ဘာမဆောင်ရေးဆောင်ရမပါတဲ့ဟာလေနော်ငင်းငင်းရဟုတ်လားမင်းစဉ်းစားလေငင်းငင်းရခေါ်ပါမှာငင်းငင်းရစကားပြောပါမှာဒီကောင်နေနဲ့ပြောပါမှာဒီဆောင်ရင်ချင်းမရှိတဲ့ကောင်နေနဲ့ပြောပါမှာလားမင်းတို့ကအေးလိုပယ်စစ်စစ်ခွေးမင်း ဘာဆောက်အောင်တော့မှမရှိဘူးဆိုတာမင်းတို့ကိုမင်းတို့တက်တည်ပြနေတာဟင်ညင်ညာကြီးညင်ညာကြီးဆိုပြီးတော့ဟာလာညင်ညာကြီးလိုချင်လို့ရှိရင်မင်းတို့ခွေးနေရခွေးပြန်နေကြနော်အဲ့ဒါပဲပြောမယ်မင်းတို့ခွေးနေရခွေးပြန်နေကြနော်ပလင်ပေါ်မှာလာပြီးတော့ငင်းညာရင်ညာရင်ငင်းညာရင်ဆိုပြီးလုံနေအခုတောက်ခဏနဲ့ခောက်နေတာတောက်ခဏနဲ့ရိုက်ပြီးတော့မောင်းချနေတာတတိထားနော်တတိထားဟိုကျော်တော့တဲ့ကိုပြောတာနော် ြောင်းလိုက်တော့ဒီစကွန်စီအစိုးရအနေနဲ့လက်တီချာလေးစစ်ဆေးကြည့်မယ်ဆိုရင်သူတို့လို့ပုံကတော်တော်လေးကိုစောက်ကြီးစောက်ကျဲနေပါတော့မာယွနေတယ်ဆိုတာကျွန်တော်တွေ့တာဖြစ်တယ်ငင်းချိုက်ဆွေးနေတယ်ဆိုပြတော့မှဒီခိုးရစာနိုင်ငံရေးပါတီဝင်တချို့နဲ့ဆွေးနေတယ်ဆိုတော့ကိုယ်တည်းကပေါ့နော်သူတွေလိုရတွေကဒီတပ်ဖက်ဆောင်နေနဲ့မာယွနေပြီဆိုတာကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်တကယ်အတန်းအနေနဲ့သူတို့ဆွေးနေရမှာကတော့ကျွန်တော်တော်လိုင်းရဆွေးနေပါတော့နော်သူတို့အနေနဲ့ စွန်းနေတိုင်ပင်နေတာဖြစ်ပြမသူတို့ဆက်ရှုံချောင်းကိုကျွန်တော်မျိုးပပြတွေစီမှာဝင်ချတောင်းပန်ပြတော့မှသူတို့လောက်ခဲ့တဲ့ပြမို့တွေအတွက်ပြန်ပြတော့မှပေးဆက်တင်နေတာပဲဖြစ်ပါတယ်ဒီလိုမျိုးမဟုတ်ဘဲနဲ့သူတို့ချင်းချင်းပြန်ပြတော့မှဒီဘက်ခွဲစားညီဖို့ပါနော်စွန်းနေတိုင်ပင်နေတဲ့အရာတွေကတော့ကျွန်တော်တို့ပြည်သူတွေကို channel ဖို့တာဖြစ်တယ်ဆိုတာအားလုံးသိထားဖို့လိုတာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့တော်လိုင်းရဆူတွေကနေပြတော့မြောက်လိုက်ဘလို့ပဲပါနော်ညင်းချိုင်းကလတ်မှုတွေရှိနေပါစေကျွန်တော်တို့ဘက်ကနေပြတော့မှသူတို့ဒီလိုမျိုးဆက်လက်ပြတော့မှပြမှုတွေကျွလို့နေအောင်မယ်ဆိုတော့အဆုံးဆုံးဒီပေါ့နော်တိုက်ရိုးသွားမယ်ဆိုပြတော့မှ ကြွေးကြော်ထားပြီးသားမို့လို့ပြီးသူတဲ့လုံးအနေနဲ့ဒီတော်လိုက်မှာစစ်ကောင်စီနဲ့သူတို့ဖက်ဆက်အာဏာရှင်မပြုတ်မချင်းအလုံးဝဝင်စ조사ချပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့မှာပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။အလုံးဝစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာရဲချမ်းတဲ့နေ့လေးပတ်ဆက်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။